နေ့ကစင်းနေဆိုတော့တရွာလုံးမိုးမလင်းခင်ကလေးကတလုံးလုံးလေးရက်တစ်စီးဆိုတော့စေးတစ်ပတ်လွတ်လိုက်လို့မဖြစ်ပါစင်းနေကိုမတိနိုင်သေးခြင်းတော့မရှိကြစေးကျူညကလေးကဝယ်ဖို့ချမ်းဖို့စရင်တို့ထားကြရတာမဟုတ်လားမနဲ့မိုးမလင်းခင်ကြက်ဦးတွန်ကလေးကစေးကလေးစီကအတန်တွင် တအုပ်အုပ်ကြာနေရပြီစေးစီကဆိုတော့လဲညီညီတော့မဟုတ်ပါ ရောင်ဒီကလေးဆုံးလာပြီဆိုသည်နှင့်ရွာပေါင်းစုံကလှေတွေလှဲတွေဈေးဘက်ကိုဥတီကြပြီဈေးကညစ်ညစ်ကန့်လျက်ဆိုတော့မြင့်လေကကမ္မထိတ်တောင်ကုန်းပေါ်မှာရှိနေတဲ့ဈေးကလေးစီကိုဆွဆွရွရွရောက်လာတတ်သေး၏ဈေးကမိုးလေးမှစီသည်ဆိုတော့လေမနစ်စောစောပေါင်ကြီးမဲမဲကလေးကရှောင်းနေကြတာလည်းရှိပါ၏အဝေးရွာတွေကလှန့်ကြည့်လျင် ဈေးခင်းမောင်မောင်စီကဈေးမိခွက်ရောင်ကလေးတွေပိုးဆောင်ချင်းကလေးတွေတောက်စားနေကြသလိုဖြိုးဖြိုးဖြောင်းဖြောင်းမြင်နေရသည်ရှောင်းချင်းဦးနေချီကလေးဖြန်ပတ်လိုက်သည်နည်းမြက်ကန်းပြီးကဈေးကလေးဘွားကနေပေါ်လာခဲ့လေပြီဒီဈေးကလေးကလေးရက်တစေးဆိုတော့လေဒီဘက်နယ်ကရွာရီအဖို့တော့ဆင်းနှပွဲဈေးကြီးလို့အာကိုရတော်ဈေးဖြစ်ပါ යි ပဲစီနှမ်းစီ ကျက်သွန်စေကဒီလေးရက်တစေးမှာစေးတိုက်ကြရသည်သူ့ရွာသူစေးကို့ရွာကိုစေးတီခွင်ရကြသည်ရွာသီးနံလာကောက်သောလက်ခွဲပွဲစားများကိုတိုင်းသည်ပင်လေးရက်တစေးမှာကုံစေးနှုံးစနီးနာကြရသည်မြောက်ပွဲရုံတွေကတက်မှတ်တီစေးကို ရွာတောင်တူတွေဘလို့သဘောထားကြတယ်လာထောက်ကြရသည် ကျွဲနွားအလဲအထက်အရာဝယ်လောက်ကြသူတွေလည်းဒီဈေးလေးတွေမှာခြေချင်းလိမ်တည်တတ်ကြပါသည်ကျန်တာကဈေးဝယ်ရင်တရွာတရွာလူကြုံပါနိုင်သည်ဖိတ်စာကန်းနိုင်သည်ရက်တရင်ရွာတရင်ကြားနိုင်သည် လူမမာလှမ်းမိနိုင်သည် အဖိတ်အပြုတ်အမှားအကန်းလုံနိုင်သည်အလုပ်ပွဲဖျားပွဲစက်ပွဲတွေအကြောင်းတည်ညားနိုင်သည်ဘသူသားနဲ့ဘသူသမီးဘယ်နည်းဘယ်ရဲ့မိသားဆောင်မှာ ဖြစ်လို့လာစေချင်တာလဲပါတက်တီဘသူတော့ဖြစ်ယောဂသေးလို့ပျက်စီးလို့ဆိုတာတွေလဲကြားနိုင်သည်ဒီအတွက်သာတာရင်းနာရေးကိစ္စအဝဝအတွက်ဈေးရက်ကိုရက်တွက်ကဈေးဝယ်ဖို့ဆောင်ရွက်ကြရသည်မျိုးကရောက်လာတတ်သောအသင့်ထင်ဆက်ထင်အဝိအစားဝယ်ချင်တော့လေဒီဈေးကိုပဲပြေးလာကြရတာမဟုတ်လား တထဲမီးတထဲကောက်ဆုကြည့်မတော်ရင်ပြစ်ချလိုက်တော်ရာတွေ့တယ်ဈေးကိုခောက်ချိုးစစ်ကြတော့သည်မယိုးကုန်းကတန်းတင်တို့အလှူတော့ကများပိတ်ဖောက်စာတွေကြီးမန်းနဲ့ထင်းပလူပြန်သွားချက်ကတော့ဓီးတိုက်လို့မျက်လုံးမလွတ်ဘူးအလှူကအငိတ်ခံတဲ့အလှူကြီးဆိုတော့တော်ရုံအဝတ်နဲ့မတိုးချင်ကြတာလဲပါတာပေါ့တခိုက်တထောင်ကျော်နှစ်ထောင်ကျော်အေးကိုတော်သူတောင်သားလောမာယာကြမန်းလဲသိပါရဲ့ နောက်ခါလာနောက်ခါရောက်ရာအများတန်းတူဝယ်ဝေးရတော့တာပဲအထေဆောက်ကိုသစ္စံလုံးကနေပေးဝယ်ပြီးတမျောတက်ကြသူတွေစီတော့ပဲရိတ်နှိမ့်ရိတ်စက်သွန်ဖော်ချိန်ကလေးမှာတချို့ချင်းတွင်ကြရင်ဝေကြရသည်တောတူတောင်သားများဖို့ခါရိတ်ထက်ဝန်းကြီးကိုဥစားပေးကြရသူတွေမဟုတ်လားပေါ်တုံးပေါ်ခါအခင်းကထက်တည်တီးနိုင်ကလေးထုံရောက်ကြကအဲ့အတွက်လိုအပ်သည်မြချီပြေပုတ်ပြေဝယ်တတ်ကြသည် ဈေးကလေးထဲမှာထွန်ထင်းပေါပြူတိုရွှင်းကဆနွားနှဖာကျိုးနွားချူလုံးတော်စီဖက်နှစ်တွေအစုံတောင်တူတုံးပစ္စည်းလိုရာအကုန်ရနိုင်သည်အေယဝရီနှင့်ချင်းတွင်ကြားရွှေလန်းမြစ်ဆုပ်ပတ်ကလာရောက်ကြသော တောင်ပလုံးစကောစကားတွေကတော့မနဲ့အစောထီအောင်မဆောက်ညဘက်ကလေးကဈေးဖက်ကန်ကူလာကြသူတွေဖြစ်သည်ရွာကနေတောင်ပလုံးတွင်လှည့်ပြီးတစည်းတိုင်တင်က ။အေယာဝရီမြစ်ကိုလှေဖြစ်ညာကြီးမှောင်မဲတဲ့ဖြတ်ကူးခဲ့ကြရသည်။ဈေးကိုရောက်ဖို့မလွယ်တော့လဲမရောက်မရှိကြပါ။ဝရိယကောင်းသူတွေမဟုတ်လား။ဈေးရက်တိုင်းရွှေလန်းမြစ်ဆုပ်ဘက်ကဈေးတည်တွေရောက်နေကြ။တောင်ပလုံစကောစကားပေမကရွှေလန်းငရုတ်ကလည်းနမဲရလာပါ၏။ငရုတ်တီးဆိုတော့လဲဆက်ချင်းပူချင်းမရှိခက်စိတ်စိတ်ကလေးဖြင့်မှုေးလာသည်။ရွှေလန်းငရုတ်ဆိုရင် ကျေးရွာအရှင်မတိုင်းဝဲကြရသည် ကောင်းလဲကောင်းတာကိုဒီဈေးကလေးကိုရောက်လာနေကြဈေးတယ်ရီဈေးဝယ်ရီဆိုတာကလည်းဝေးဝေးလည်လည်မဟုတ်တော့တကြောတဆက်တဲရွာတွေကဆိုတော့တအိုးတအိုးခင်မင်းရင်းဆွဲရှိနေကြတာကလည်းချစ်စရာတလေးဖြစ်သည်ဒီဈေးခင်ချင်းချင်းလေးလေးရက်တခါမျက်နှာချင်းအပ်ကြရတာမဟုတ်လားအရှိကြီးတော်အရှိကြီးတော်တဲ့ရွာတွေဘာကစီက စက်တံဖြူစက်တံနီဂျုံစိတ်ဂုံစေးစသည့်တောထွက်ကုန်တွင်တောင်းကြီးတောင်းငယ်နှင့်လှမ်းဝင်ရိုးကျိုးမတက်တင်တက်ကြသလိုစင်မင်းဟုံရွာဘက်ကမုတ်လက်တုတ်တွေပြီးမြုပ်တီးကြော်တွေတွေကမြုပ်ကုံရောင်းချကြသောဈေးတွေတွေကလည်းဈေးနေတိုင်းဖေနစ်ဆုံလာကြရောက်တာ မြစ်ဟိုဘက်ကန်ဒီဘက်ကန်ငရဲရွာတွေကရွာအခင်းထွက် ခရမ်းချင်သည်ခရမ်းသည်ပဲသည်ဘူသည်စသည့်တင်းနံလက်လက်ဆက်ဆက်တွေကလည်းဈေးရောင်းရင်းဈေးဝယ်ရင်းအချိန်တန်တော့အကုန်ခဲ့သည်ချီဖြစ်၏တချို့ကလည်းပဲကလေးတတောင်စနှစ်တောင်စရောင်းဖို့လာကြရင်အိမ်ပါဟိရကလေးတွေဝယ်ကြသည်ဈေးထဲမှာပဲငွေဖုံးဈေးထဲမှာပဲငွေတုံးကြရသူတွေပါတကားဟေးတီအီ နီရိုရာကဟိုကိုကြောက်ဖြုံးကိုပြောပလိုက်။ဇလက်ကုံကမလရှင်ကမနစ်တုန်းကတူယူသွားတဲ့မျိုးပိန်တတင်ကိုလာဆက်လက်အောင်လို့ငါ့ကိုမှားလိုက်လို့ဟေ။ကြားတဲ့ကပြောရတော့ကျွေးရှင်နဲ့တွေ့တွေ့ခံသူတွေကြားဘာမဆိုင်냐မဆိုင်သူ့ကိစ္စကိုကိစ္စလောက်ကြသူတွေလည်းမရှာပါ။တူတူပြောတာမဟုတ်တော့ဘေဘီကလူတွေအကုန်ကြားနိုင်သည်။ကိုကြောက်ဖြုံးအကျွေးရှိတာလည်းအားလုံးတည်ကုန်ကြ၏။ဒီအတွက်ဘယ်သူဘယ်သူမှရှက်စရာမလိုပါ။ ။ဒါမျိုးကရိုးလှပြီးဘယ်သူတွေပါအရေးကြောင်းရှိရှိအော်ချင်းဟစ်ကျဲပြောတတ်ကြသူတွေကိုတူတူပြောပါအေးလို့ပိတ်ချင်လို့လည်းမရပါ တူတူမလုပ်နိုင်ပါဘူး။မှန်တာပြောတိတ်ဟာကိုဆိုတာအစ်စ်ပါလာလိမ့်အောင်မယ်။ဈေးထဲမှာ အထဲဆိုင်ကမြန်မြန်ရှိတာမဟုတ်မတကံ3-4ဆိုင်လောက်ရှိတာဆိုတော့တနေလုံးဒီဆိုင်3ဒီလေးဆိုင်မှာတည်သည်များအစင်တွေကိုသာဝစ်ကြပြီးတော့မြို့ပေါ်မှာအစင်စမ်းပေါ်ပြီးဆိုတဲ့နေ့ ဒီစဲကိုမရှိမနှောက်ရောက်လာတတ်သည်မန္တလေးမြင်းချံလိုမြို့တွေနဲ့အဆက်ဆက်ရှိတည်ရမဟုတ်လားတက်နိုင်သူတွေကတက်နိုင်သလိုအထင်စကောင်းကောင်းအစင်ကောင်းကောင်းဝယ်ဝတ်ကြတော့လေအများကတော့တော်ယုံတန်ယုံနဲ့ပြီးကြရသည်တခင်းကန်းခင်းတဲ့စဉ်းကြရသူတွေဆိုတော့ခိုင်းဆိုင်မလိုပါတော်ဝတ်တော်စာချစ်ချစ်ခိုင်ခိုင်ဆိုရင်ရပြီ။ပွဲဝင်လမ်းဝင်အထယ်မျိုးဆိုရင်တော့ရိုးရိုးတည်တည်ရှိတတ်ကြသည်။ ။ဝဲဝင်ဝစ်ကြပြီဆိုတော့လေပျော်လုံးနဲ့ဖွမွေကလေးနဲ့စင်းရဲ့နောက်ဖက်ချံအီယာဝီမြစ်ဖက်ကိုကြောပေးထားသောရွာလပိတ်ဆိုင်တွေကလည်းဈေးနေတိုင်းလူလုံးကြီးကြက်ကားစီကားလာ၏ခေါဆွဲတော့မောဟင်းခါအကြော်ဆုံးစသဖြင့်ရွာမုတ်ရွာတရေစားကလေးတွေအဖေချခုံထိုးရောက်ကြသောမုတ်ဈေးတန်းကလေးလည်းရှိသည်လေးရက်တခါမှ တွေ့ရသည့်မုတ်တွင်တရေစားဆိုတော့လူအောင်နေတတ်ပါသည် မုံဆေးတန်းတန်းကလေးတွေစီကမိခိုးတအိုးအိုးကျမကတော့ရွာပြန်ဖြစ်လေတိုင်းကျမတို့ရွာနဲ့တိုင်ဝက်လောင်ဝေးသည့်ဂင်ကဲ့ဆေးကိုမရောက်မဖြစ်ရောက်အောင်တွားမြဲဖြစ်ပါသည်ဈေးလေချင်တာထက်အရွာရွာအဝေးဝင်းပြန်ချင်းနေသောကျမဆွေမျိုးများကိုဆွဆွဝေးဝေးနှုတ်ဆက်နိုင်လို့ဖြစ်ပါ၏ဒီခင်ခဲ့စင်းနေတာတော့ပါ၏။လှေကလှေကမကုံမင်းမျက်ခွက်တွေအကုန်လုံးတွေ့ရပါ ကြီးတော်ပြောလဲပြောရှာမြင်းတပြတွေးတပြမျက်ခွက်တွေကအဖေမျိုးအမေမျိုးကင်းတီမရှိကင်းကစေးကိုလည်းကျမရောက်ချင်သေးနာနောက်တစ်ချောင်းကတိုးမုံကလေးတွေ စားချင်တာလဲပါပါ၏ပြီးတော့အေယာဝင်မြက်ကန်ပြီးတဲတောင်ခုံမြင်ပါကတောစိန်ကလေးကိုလာရောက်ကြတော့တောတူတောင်သားများ၏ဘဝဝေဒနာပေါင်းစုံကိုမျှဝေခံစားချင်တာလဲပါပါသည်လှင်းနှင့်လှဲတွေကိုမဝစတန်းချိနိုင်သောနေရာ ကျေးလက်တဘာဝတရုတ်ဖော်ပကြီးကတစ်ချက်ပြီးအောင်လိုက်နင်းတို့ရွာကိုပွဲစားဆင်ညွှန်လာတာမြင်မိသလားပြောလိုက်စမ်းပါကွာကျေးရွာကကိုပိုက်တို့မချစ်တင်တို့ကမျိုးမြေပဲအလန်းပေးဝဲခြင်းလို့လို့မောင်အောင်ရတို့မမီတွတ်တို့ရောတန်းဆောင်တို့ဖူးမတို့ရောမဆန်ကျော်တို့ကောင်ယူကြမှာလို့ပွဲစားဆိုတဲ့နှုံပေးပါမယ်လို့နော်ကြားသလားဟဲ့ငါပြောတာ ိုးချိန်ကြတော့မျိုးမြေပဲကိုအလှမ်းပိတ်နဲ့ဝယ်ရတာတောင်သူထုံးစံမျိုးမြေပဲတတောင်တောင်းချီနေသည့်ခင်မှာပိုးကနေပက်ကနေပေးစရာငွေလုံးရယ်လို့လုံးကနေမရှိတော့ဒီလိုပဲတထောင်မိုးပေးထားရင်မြေဘောချိန်ချဘယ်တောင်ပြန်ဆက်ရမည်ဆိုသည့်သဘောတူနေဖြစ်ပွဲစားကငွေကြိုးပေးထားခြင်းကိုဆိုလိုပါ၏ပဲပေါ်ချိန်ကြတော့ရွာခန့်ပွဲစားကိုစင်ညွတ်လက်ရှိသည်များပဲထိုးအပ်ကြရသည်နောက်ခါလာနောက်ခါစေတလို့စေကိုမြေကလေးဟောင်းလောင်ပလက်မဖြစ်ချင်ကြ အချိန်တန်ရင်တစ်စိတ်တစ်ဆန်ချဖို့ကအရေးကြီးတာမဟုတ်လားတောဆန်တဲ့တွေကလည်းစင်ပေါ်မှာဇလားကြီးတွေနဲ့ထဲ့ရောင်းထဲ့ရောင်းကြသူတွေရှိတယ်လို့တာလပကြီးတွေခင်းကပုံတိုက်အော်တိုက်ရှောင်ကြသူတွေလည်းရှိပါသည်ဆန်ကလေးတပီတစိတ်ဝယ်ရပါမည်အကြောင်းလက်ဖွားလေးထဲ့ထဲ့ကြည့်ကြရတာမို့တောဆန်ကလည်းအရင်စေးတစ်ပတ်လုံးကမှ၈၀၀ကိုအခုတစ်ပတ်ဘယ်နဲ့၈၅၀တုံးကိုကျိုးတူရဲ့ ချက်ချင်း90ခုတက်ရောလားကြည်တယ်လောက်ပါအောင်ခမရတော့ကင်ခဲ့စေတဲ့ဆန်ရအောင်တေးလာတာကိုကျေစုမတင်ကြဘူး90မမြင်ကြနဲ့ဗျာကြောက်ဖြစ်စရီးစကထောင်းတာနဲ့တင်ဆန်ရချင်းစိတ်ကုန်တယ်အဟုတ်ပြောတာဈေးရန်ထက်ကကျူလရခေါ်ကြသည့်ဆောင်စီနဖာကုံသေးကုံလုံးဆိုင်မှာလဲလူတွေကြိတ်ကြိတ်တို့အကစားတကြမ်းမီနှကင်းအထိတောတုံးရွာတုံးပစ္စည်းကလေးတွေစုံအောင်ထားရတာဆိုတော့ ျင်းစီဘိုလီနဲ့စတို့လို တွဲလောင်းတွေကဈေးဝယ်တောင်းနေပြီးမလွတ်ချင်းတောင်းကြီးပါသွားတာဖြုတ်ဖို့လူတစ်ယောက်ကဆိုင်ရှိမှာမိုးတိုးမတည့်ရဲ့နေရသည်နှစ်ထောင်သုံးထောင်ဝယ်ရတာအချီတလုံးမြစ်တာလက်ဆောင်မပေးချင်ဘူးအချီကအချီစီတို့ရီသူ့စီနဲ့သူ့ပစ္စည်းရောင်းနိုင်တဲ့စီနဲ့ရပြီးမှပဲတော်တော်ပေးလိုက်ရတာပါပဲလက်ထဲရောက်နေနေပြီကောဈေးဝယ်ပြီး ဒီလိုမြစ်တံလက်ဆောင်တောင်းတူလေးကိုအဝတ်ချုပ်အပ်ကလေးဖြစ်ဖြစ်ပေးရတာမျိုးကိုလေဈေးတွေကနှစ်မျိုးလိုမဖြစ်ပါပေါင်းစင်းရွာတွင်ထမြက်ပြော့တောင်ကြီးတွေတွင်ရင်တွေတလောင်းလောင်းဆိုတော့ဈေးတွေခမားလက်တစ်ဖက်ကရင်ရမ်းချင်းချိန်ခွင်တစ်ဖက်ချိန်ရသည် ပေါင်းစင်းထမြက်ကဖျောင်းလိုအပြော့ကလေးဖြစ်သည်ဒီထမြက်ပြော့ကိုစင့်ကွက်ကလေးတဲထဲက နေပဲစီမှုမွေကလေးဖြစ်စိန်သာစားကြသည့်တလိရွာဘက်တွေမှာရှိကြသည်ပေါင်းစိန်ထညက်ကနမကြီးအသားတန်း၅ရက်ဘက်ကို ကျမရှောက်လာခဲ့သည် အမဲသားလျှော်တွဲများဝတ်သားချက်သားတွေများနဲ့ညက်ငါးတွေရလည်းဈေးနေတိုင်းအမြင်ရှိသည်အသားတွေငါးတွေရလည်းမလက်မမပူရလောလောလတ်လတ်တွေ့ချင်းကျမတို့ရွာဘက်မှာဧည့်သည်ထမင်းကျွေးခြင်းပြီးဆိုရင်ကင်ကဲ့ဈေးပတ်နှစ်ချင်းပြီး ကြွေးကြရပါသည်ဈေးပတ်နှင့်မတိုက်ရင်ဟင်းစားအရှာရခက်တဲ့တော့ဧည့်သည်ကိုဈေးပတ်မိအောင်တားထားရမလို့ဖြစ်နေတတ်သည် နေကလေးညင်လာတော့ဈေးကလေးကွဲစားပြူလိမိတောသူတောင်သားတွေဆိုတော့ရောင်းသူကလည်းဝရိယနဲ့ဝယ်သူကလည်းဝရိယနဲ့တောအလုံးဝင်ကြရအောင်မမဟုတ်လားကုံကြံတော့လေဈေးပေါင်ကျိုးဖြစ်ပါသည်အကုန်အစွန်ထုတ်ကြရပြီရှားသည်ဈေးနဲ့တွန်းတိုက်ရောင်းချနေသူတွေလည်းရှိပါ යි ဝယ်ပေးသည်မခေါင်းခေါင်းမော်ရွက်ကပြန်သူကပြန်ကြပြီခေါင်းတည်ဆိုသည်မှာခေါင်းမော်တင်နေသည်မဆင့်တင်ကရွက်ချင်းကိုခေါ်ခြင်းဖြစ်၏တောင်းကြီးပေါ်တောင်းလေးဆင့်တင်ရွက်ကြတာအိုးဝယ်ပြီးအိုးလဲပစ္စည်းတွေထည့်အိုးသုံးလုံးဆင့်ရွက်ကြတာမျိုးကလည်းဈေးပြန်မြင့်ကွင်းဖြစ်သည်တချို့ကလည်းလက်ထဲကြံသည်မငွေကလေးဈေးတဲ့ရသည်မငွေလိုက်ချင်းသေးပုံပေါ်သည် ဟိုဟာဝဲရကောင်းလို့လို့တီဟာဝဲရကောင်းလို့လို့ဈေးတင်းတယောင်တလလဲပတ်နေကြသူတွေဈေးနှင်းကြုံခိုင်အတုံးတက်ရလေးကြံခဲ့မှာဆိုကြသည်ကက်စမီချစ်ကက်ချီတီသူရလက်မလဲပါကက်မီချစ်ကလည်းဝဲမီးကလေးကအချိန်ပေါင်းများစွာကက်ထည့်တုံးလာဆိုတော့ကချိုးကကချိုးကချောင်းဈေးတစ်ပတ်မှာတခါတအားတွင်းကြရသောဘက်ထရီဆိုင်ကလေးရှိမှာတော့အရွာရွာကဘက်ထရီအိုးဟောင်းတွေ တင်ကြံ ဖက်ထရီအိုးကရွာရီမှာမရှိမဖြစ်ပစ္စည်းဖြစ်သည်ဆက်ထုတ်တခြင်းနာထောင်ရသည်နဖောက်ပွင့်သေးသည်မိလုံးကလေးတွေထွန်ကြရသည်အဟောင်းအပ်အတိရီနှလုံးလုံးရှိမှလက်လေသည်လေးရတခါချွတ်ချွတ်တတာတုံးနေရသောတက်အိုးမဲမဲတွေကဆိုင်ကန်းထဲမှာခြေချစရာမရှိအောင်ဝါစာတက်နေသည် တိဝါထဘူတဘူနဲ့တထန်းဆိုရင်ဘက်ထရီအိုးကအလုံး20အစိပ်ပါတယ်။လက်ဖြင့်စေးနေဆိုရင်ကျုပ်ကဒီနေ့လိုညနေအိပ်ပေါင်းစေးဘက်ထရီအိုးလေစုမနက်စေးထန့်ဖို့။အရင်တစ်ပတ်ကတွင်ထားတဲ့အိုးတွေပြန်ထန်းလား။ရွာတွေကအိမ်တွေလေပို့ကျုပ်ရတာတအိုး200ဘက်ထရီတွင်းကတအိုး100ဆိုတော့ကျုပ်အတွက်တအိုးပေါ်မှာ100ကျန်နေ။ကွန်ချိုးတွေတက်နေတော့သွားမဲမဲကြီးတွေပေါအောင်အားရပါးရကြီးပြောနေတော့ဖာကြီးကသူ့မြေးတန်တန်းနှစ်ယောက် ခန်းသောသောဖက်ရှင်အိုးတွေကိုပြလင်ကျမကိုပြောစေဖြစ်၏ဒီခေတ်ကျေးတော်ရော်တွေမှာရေနံစင်မိခွန်းအလင်းဖိတ်တုတ်ကလေးတွေနဲ့မဟုတ်ကြတော့ပါဘက်ထရီမီတီးလေးတွေဖြားနေကြပြီအချိန်တိထွန်းကြတာတော့မဟုတ်ညာဘက်စကားကောင်းသူတွေကကောင်းကြတော့ဘက်ထရီကလေးဖြုတ်ချင်သူကနောက်တော်တည်ကဲ့ကဲ့ညီတို့ပစိပစက်တွေပြီးပြီလားပြီးရင်ဘက်ထရီကလေးဖြုတ်လိုက်တော့မယ်ဈေးပတ်ကြမှာအတွင်ရမှာဟိတ်အကုန်သွားလို့မဖြစ်ဘူး ယောဂဧည့်သည်ဖြစ်တော့ကျမတို့မှာအိမ်တိုင်းခင်းစရာရှိတာကပြာကတိခင်းကြရသည်ပြီးရင်တော့ကြီးတော်ကဘသူမှအာမနာပါလက်ထွေကလေးဖြုတ်လိုက်သည်ဒီလိုလေကျမတို့မှာအမောင်တဲ့ငေါတိုးထိုင်ကစကားပြောကြရသည်အရေးအကြောင်းတစုံတရာရှိလာရင်တော့ဘက်ထရီကလေးပြန်တက်ဒီတုန်းကလေးညာပြေတော့ဘက်ထရီမီးရောင်ကကြကြင်ပြီကက်ဆက်ကအတန်အီကြင်ပြီဒီတော့အစေးပက်နေအကြုံမှာတော့ပို့ထား ဘက်ထရီပြည့်လာတဲ့နေ့ကတော့တရွာလုံးကက်ဆက်တန်ညံလေးပြောပြန်ကြဆိုအင်းနေမြင့်ရေဖူတယ်ဈေးကလေးထိတ်ကအလဲချွတ်တီကွေမှာဈေးပြန်လဲတွေကအကုန်တွင်နေနေအောင်တင်ထားကြပြီးဆင်အိုးခွက်တွေညီတောက်ကြီးအိုးကြီးပြီးတောင်ပလုံးစကောစကားတွေအိတ်တွေတောင်းတွေတင်းနေအောင်တောင်းတင်ထားသောလဲတွေကတော့အဝေးရွာတွေကလှစ်လိမ့်မယ် ဈေးရက်တိုင်းမှန်မှန်လားမလာနာကြသူတွေကတော့ဈေးလိုက်ရတဲ့ခိုက်စုံအောင်စိတ်အောင်ဝယ်ကြရခြင်းဖြစ်ပါ၏လဲတွေကအရက်အသီးသီးကိုဤတန်ပေးကထွက်ခွာကြလိမ့်မည်ဟောမက်မက်ကြီးတို့လဲပါလားညာလာချီလားတော့ညာဆိုလာတဲ့ခိုက်ဝယ်ရတာကိုအေးငါတို့ရွာကဈေးဝေးတယ်ဟဲ့မရှိတဲ့ရှာပြီးဝယ်ချမ်းထားရတာဈေးလိုက်ရတာကလည်းပြောတာပြောတာနှိဝက်ကြိုးကြော်ပဲ တောအလုံးတစ်ဖက်နဲ့ဈေးပတ်တိုင်းလည်းမလတ်နိုင်ပါဘူး။လူကြုံမာတွေလည်းပါတည်ရ။ကိုတုံးကိုတုံးကလည်းတည်တူမှားရတာကိုကိုမလိုက်နိုင်ရင်လူကြုံမှာတက်ကြတာကလည်းအလေးမဟုတ်လား။မှားသူကမှားကြသလိုဝယ်သူကလည်းတင်စည်းနေခြင်းမမြင်ကြပါ။ဆောင်ကျင်းပေးတတ်ကြသည်ချီဖြစ်၏တော်သူတောင်သားများပြပြီးဝိစရာမရှိသောအဆုံနှင့်ထိုင်နေကြထိုင်နေကြလိမ့်မည်။ အိမ်မီးချောင်အိမ်မီးဖို့ကြောင့်မာတော့နေဖို့ညစာဆူဆောင်းထားတတ်ကြတယ်။အဲ့တဲ့တောင်လာလို့မရှိမဖြစ်ရာတောစင်တောစင်ကလေးဆိုတော့လဲဆန်အိတ်လိုက် စီပုံးလိုက်ရောင်ကြချကြဝဲကြချမ်းကြရသည်။အကျိုးကလည်းကြွားအိမ်ဆန်ကလေးတွေမှာပြန်ရောင်ဖို့ဖြစ်သည်။ကိုအင်္ဂါစလာတယ်။အိုးရင်ဆန်နဲ့စီပြည့်စုံနေမှဆင်းလေးတလေးစစ်ချလက်ချထိုင်တော့နိုင်ပါတကော။မမဖြစ်မနေတတ်ချက်တော့ ကျေးလက်အိမ်တွေမှာတောင်းတောင်းတုံးပစ္စည်းတွေပြည့်စုံစုံနဲ့မြို့ပေါ်ကြောင်ရိတ်ခါတင့်တောင်းတွေမှာတောင်းတာသူဟုဆိုတတ်ကြသည်အိမ်မှာမပြည့်မစုံတဲ့ခြားကသူကောင်းဆန်းတို့တရရရှိတတ်ကြသူတွေမောစားနိုင်မှလုံနိုင်မယ်မထင်လုံနိုင်မှစားကြရသည်မဟုတ်လားစားဖို့လို့လှုပ်ဖွေစားတိချက်ဖို့မရှာကြပါဘူး ဈေးကလေးထဲမှာခင်းချင်းရောက်ချသည်ဗျစားကုန်တောက်ကုန်တွေကတော့ဈေးတစ်ပတ်တစ်ခါပါသည်ဗျအယောင်တွက်တော့လေအထယ်ဆိုင်တွေကတော့ပုံမှန်လောက်တောင်အယောင်မတွက်ချင်ကြဒီကြိုင်းကွင်းကလေးလမ်းကလေးရှိကြတော့ ခေါင်းပေါ်ကအလေးချင်နဲ့ခြေလန်းချင်းကြိုက်ထားသလားမယားဒီမတုံ့လို့ကလည်းမဖြစ်အိမ်မှာလှုပ်ဆရာတွေပြေးလို့လက်ကခေါက်ဆွဲတုတ်ကလေးပြင်းနေကြိုးနေကြနှက်ကုန်ကြပြီတင်ပါရဲ့နေကမြင့်တထက်မြင့်လာပြီ ဈေးကလေးထဲမှာခင်ကျင်ရောက်ချရတဲ့ဗျစားကုံတုတ်ကုံတွေကတော့ဈေးတစ်ပတ်တစ်ခါပါတဲ့ဗျအယောင်တော်တော်လဲအထည်ဆိုင်တွေကပုံမှန်တော့တောင်အယောင်မတွက်ချင်ကြတည်ကြတဲ့ပွင့်ကလေးလမ်းကလေးရှိရင်တော့ကကြေးလမအထိတ်တဲ့ဟိုဟိုဈေးတွေကကျမတို့ထွက်လာတော့ရွာပြန်လမ်းတွေပေါ်မှာဈေးပြန်ကြသူတို့ဖျားပွဲပြန်ကြတဟိုဟိုတဟိဟိရှက်တာတတုတ်ပွား ပြန်ကြသူတွေရင်ခေါင်းမော်ကအလေးချိန်နဲ့ခြေလန်းချိန်တိုက်ထားသလားမှတ်ရသည်မတုံ့လို့ကလည်းမဖြစ်အိမ်မှာလှုပ်ရှားပြီးပြေးလို့မနက်ကခေါဆွဲတုပ်ကလေးမိနေနေနေညကုန်ရမထင်ပါရဲ့နေကမြင်တဲ့မြင်လာပြီးတဲကုံမော်ကဈေးကလေးတွေအပူငွေတွေလှန်လိုက်ထလို့လားဈေးတစ်ပက်လက်အောင်လေးရဆောင်ကြရအောင်မီအချိန်ပြပြီးနားထောင်ပေးကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်